တင်မဲ့ဗီဒီယိုတိုင်းကကြောကြောလေးဖြစ်ပြီးဆက်ဆံမှုရှိဖို့ကခုလိုမျိုးတက် animation တွေကိုလည်းထည့်ပြီးတော့သုံးတင်ပါရယ်ဆိုတော့ဆက်ပြီးတော့ကြည့်လိုက်အောင် new project ကိုဝင်လိုက်မယ်ဝင်ပြီဆိုလို့ရှိရင်တော့ဒီပုံမှန်ရှိတဲ့ library ကနေပြီးတော့ black background တစ်ခုရွှေ့လိုက်မယ်ဒီဟာကိုထည့်မယ် add ကိုနှိပ်မယ် okay ဒီထည့်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ tag ကိုနှိပ်မယ် add tag ကိုနှိပ်မယ်ဒီမှာစာရင်းတစ်ခုရေးမယ်ပေါ့เนาะ tag animation လို့ရေးလိုက်မယ်ဒီမှာတော့ ်โอเคပြီးရင် font နဲ့ style တွေကိုကိုယ့်ရဲ့လိုမျိုးပြောင်းလို့ရရပေါ့เนาะဒီမှာတော့ညီမက font တစ်ခုပဲရွေးပြမယ်ပြီးလို့ရှိရင် style ကိုနှိပ်မယ် style နှိပ်ပြီးလို့ရှိရင်ဒီမှာ key frame လေးကိုနှိပ်လိုက်မယ်တက်ပြီဆိုလို့ရှိရင်ဒီ color လေးကိုထည့်ရမယ်ပေါ့เนาะဒီမှာအဝါလေးထည့်လိုက်မယ် timeline လေးကိုနည်းနည်းလေးရွှေ့မယ်ပြီးလို့ရှိရင်တရောင်ထပ်ပြောင်းမယ်ပြီးရင်နည်းနည်းလေးထပ်ရွှေ့မယ်ရောင်တရောင်ထပ်ပြောင်းမယ်ရွှေ့မယ်အရောင်ပြောင်းမယ်ရွှေ့မယ်အရောင်ပြောင်းမယ်အဲ့လိုမျိုးနောက်ဆုံးထိအရောင်တွေပြောင်းတော့လို့ရှိရင်ရပါပြီ โอเคဒီမျိုးအဆုံးထိအရင်နေပြန်ပြီဆိုလို့ရှိရင်တော့ဒီ animation ကိုနှိပ်မယ် animation ကနေပြီးတော့ loop animation ထည့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ shine ဆိုတဲ့ animation လေးထည့်လိုက်မယ်โอเคဒီမျိုးလေးရပါပြီပြီးရှင်တော့အမှန်ကိုချစ်မယ် ending ကိုဖြတ်လိုက်မယ်โอเค export ထုတ်လိုက်လို့ရှိရင်ရပါပြီယူ project ကိုဝင်မယ် library ကိုနှိပ်မယ်အဲ့ library ကနေပြီး black background တစ်ခုရွေးမယ် add ကိုနှိပ်မယ်ပြီးရှင်ရောက် background လေးကိုအနောက်ထိနည်းနည်းလေးဆွဲထားလိုက်မယ် ending ကိုလည်းတစ်ခါတည်းဖြတ်ထားလိုက်မယ် action ကိုပြန်ဆွဲပြီးတော့ tag ကိုနှိပ်မယ် add tag ကိုနှိပ်မယ်ဒီမှာက sign နောက်တစ်ခုထည့်ရေးမယ်ပေါ့နော်ဒီမှာလည်း tag animation လို့ရေးလိုက်မယ် โอเคยีบี้ဆိုလို့ရှိရင်เนาะဒီမှာ found နေတွေပါလေးတောင်းရမယ်ပေါ့เนาะပြန်ပြီဆိုလို့ရှိရင် animation ကိုနှိပ်မယ် animation မှာက in animation ရဲ့ out animation နှစ်ခုထည့်မယ်ပေါ့เนาะ in animation မှာဆိုလို့ရှိရင်เนาะဒီ snow snow light blast ဆိုတဲ့ဟာလေးထည့်လိုက်ပါမယ် โอเคတင်အောက် animation ကိုနှိပ်မယ်ပေါ့နော်အောက် animation မှာဆိုလို့ရှိရင်တော့ white down ဆိုတဲ့ဟာလေးကိုထည့်မယ်ပေါ့နော်ဒီအောက် animation မှာ white down ကိုထည့်မယ်ပြီးရင်အမှန်ကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီဆိုလို့ရှိရင်ဒီ silent လေးကဒီလိုမျိုးအောက်ကိုမပြောက်သွားခင်မှာပဲကိုကနောက်ထပ်တစ်ခုထပ်ထည့်ရမယ်ပေါ့နော်ဒီနောက်လောက်ကိုသွားမယ်ပြီးရင် attack ကိုနှိပ်မယ်ဒီမှာဆိုလို့ရှိရင်တော့ dotted line လေးထည့်ရမယ်ပေါ့နော်ဒီဟာလေးထည့်လိုက်မယ်โอเค ထည့်တော့ထားလိုက်မယ်ပေါ့နော်ပြီးစတိုင်ကိုနှိပ်မယ်စတိုင်ကိုနှိပ်ပြီးရွှေရှင် အောက်ကဒီဘားလေးကိုဆွဲမယ်ပေါ့နော်ဆွဲလို့ရှိရင်ဒီမှာ spacing ကိုနှိပ်လိုက်မယ်ဒီ spacing ရဲ့အောက်ကဟိုမှာ character ဆိုတာရှိရဲ့အဲ့ character ကို ရွှေ့လိုက်မယ် ဒီအပေါ်မှာရှိတဲ့ dotted line လေးဆက်သွားတဲ့အထီကို character ကိုရွှေ့ရမယ်ပေါ့နော်။ခေပင် site ကိုလည်းဒီမှာပြုလို့ရတယ်။ပြုလို့ရှိရင်တော့အမှန်ကိုချစ်လို့ရပြီ။ဒီမှာ sign လေးကအောက်ကိုမကျခင်နေရာလေးမှာဒီ dotted line လေးကိုထားမယ်ပေါ့နော်။ပြီးရင် key frame ကိုချလိုက်မယ်။အရှိဆုံးမှာ key frame ချမယ်။ပြုလို့ရှိရင်ဒီ sign လေးကအောက်ကိုကျသွားတဲ့အချိန်မှာအဲဒီအပေါ်ကဒီ dotted line လေးကိုလည်းအောက်ကိုဆွဲချလိုက်မယ်ပေါ့နော်။ဒီလိုမျိုးလေးရပါပြီ။ပြင်ပြင်ကြည့်ကြည့်မယ်။ border line လေးကို animation ပေးမယ်ဒီ animation မှာတော့ဘာပေးမှာလဲဆိုတော့ blur to the left ဆိုတဲ့ဟာကိုပေးမယ်ပေါ့နော် okay ဒီ animation လေးပေးလိုက်ပါမယ်ပြီးလို့ရှိရင်အမှန်ကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီးဆိုရှင်ဒီ border line လေးထားခဲ့တဲ့ပထမအဆုံးအာ key frame နေရာမှာပဲနောက်ထပ် test တစ်ခုထည့်ရေးမယ်ပေါ့နော်အဲ့ဒါကဘာထည့်ရေးမလဲဆိုရင်ဒီမှာဆိုလို့ရှိရင်တော့ code sharing လို့ရေးလိုက်မယ်ပေါ့နော် okay ဒီဟာကို style လေးကိုသွားပြီးတော့ color လေး change လိုက်မယ် အာကလာလေးကိုရဲတော့အောင်ပေါ့နော်ဗီဒါလေးကိုနည်းနည်းလေးခြုံထားလိုက်မယ်ပြီးလို့ရှိရင်နော်ဒီဟာကိုလေယာလေးကိုအောက်ကိုရွှေ့ထားရမယ်ပေါ့နော်ဒါနောက်ဆုံးလေယာလေးအောက်ဆုံးထိလေယာလေးကိုရွှေ့လိုက်မယ်ပြီးအမှန်ကိုချစ်မယ်โอเคဒီလိုမျိုးလေယာလေးကိုအောက်ကိုရွှေ့ပြီးပြီဆိုလို့ရှိရင်နော် key frame စပြီးပေးမယ်ပေါ့နော် key frame နှိပ်လိုက်မယ်ဒီ dotted line လေးလေယာလေးကဒီမျိုးလေးရောက်လာတဲ့အချိန်မှာ key frame ထပ်ပေးပြီးတော့သူ့ရဲ့လေယာလေးကိုအောက်လေးကိုဆွဲချလိုက်မယ်ဟုတ်ပြီပြန်ပြီးတော့ကြည့်ကြည့်မယ်နော် โอเคအဲ့ကိုကြာလာရပေါ့နော်ဒီဟာကိုလည်း animation ပေးမယ်အာ fade in animation ကြီးပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ပြန်ပြီး play လုပ်ကြည့်လို့ရပါပြီယူ project ကိုဝင်မယ် library ထဲကနေပြီးတော့ black background တစ်ခုကိုရွေးလိုက်မယ်ပေါ့နော် add ကိုနှိပ်မယ် okay လွမျိုးကြလာပြီဆိုလို့ရှိရင်တော့ tag ကိုနှိပ်မယ် add tag ကိုနှိပ်မယ်ဒီမှာစာရေးမယ်ပေါ့နော် tag animation လို့ပဲရေးလိုက်မယ် okay ပြီးလို့ရှိရင် font ကိုပြောင်းမယ် အဒီဖောင်လေးပြောင်းမယ်ပေါ့နော်စတိုင်ကိုလည်းပြောင်းမယ်ပေါ့နော်စတိုင်ကတော့အရှိကဒီ test ကိုပဲအယောင်လေးချိန်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ test ကိုထောက်လိုက်လို့ရှိရင်သူကာစာလေးကြာသွားရပေါ့နော်ကြာသွားရင်ဒီ style ကိုနောက်တစ်ချက်ထည့်နေလိုက်မယ်နှိပ်လို့ရှိရင်နော်ကာလာလေးချိန်လိုက်လို့ရှိရင်တစ်ခုတည်းရပဲကာလာလေးပြောင်းသွားရပေါ့နော်ပြီးရင်အမှန်ကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီဆိုလို့ရှိရင် animation ပေးမယ်ပေါ့နော် animation မှာဆိုလို့ရှိရင်နော်လူ animation ကိုပေးမယ် အဲ့ထဲမှာဗာလေးထည့်မလဲဆိုတော့ဒီဟာလေးထည့်လိုက်မယ်ပေါ့နော်။ Okay ဒီလိုလှုပ်တော့လှုပ်တော့လေးဖြစ်သွားတယ်ပေါ့နော်။ပြီးအမှန်ကိုချစ်လိုက်မယ်။အမှန်ချစ်ပြီးပြီဆိုလို့ရှိရင်ဒီနောက်က ending လေးကိုဖြတ်လိုက်မယ်ပြီး x ကိုထုတ်လိုက်မယ်ပေါ့နော်။ ပြီးရင်ဒန်းကိုနှိပ်မယ်ပြီးရင် new project ကိုထပ်ဝင်မယ်ဝင်ပြီးတော့ခုနက export ထုတ်ခဲ့တဲ့ video လေးကိုရွေးလိုက်မယ်ရွေးပြီးရင် add ကိုနှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်တော့ video ကိုထားလိုက်မယ်ထပ်ပြီးရင် tool flare ကိုနည်းနည်းလေးဆွဲမယ်ဆွဲပြီးဆိုလို့ရှိရင်ဒီမှာ mask ဆိုတာရှိရပေါ့နော်အဲ့ဒီ mask ကိုနှိပ်မယ် mirror ကိုနှိပ်မယ် mirror ကိုနှိပ်ပြီးတော့ဒီ adjust ကနေလည်းလွတ်လို့ရတယ်လို့ကိုယ့်ဘက်ကိုလည်းလက်လေးနဲ့အပေါ်ကနေပြီးတော့ ီမျိုးလေးပေါ့နော်နည်းနည်းလေးဆောင်းဆောင်းလေးရွှေ့လိုက်မယ်ရွှေ့ပြီးပြီဆိုလို့ရှိရင်ဗီဒီယိုရဲ့အရှိဆုံးမှာ key frame ချပြီးတော့ဒီမျိုးအပေါ်ဆုံးကိုရွှေ့ထားလိုက်မယ်ပြီးရင်နောက်ဆုံးကိုသွားမယ်နောက်ဆုံးကိုသွားပြီး key frame ထက်ချမယ် key frame ထက်ချပြီးတော့ဒီ mask လေးကို sorry ဒီ mirror လေးကိုအောက်ဆုံးထိဆွဲချလိုက်မယ်ပေါ့နော်ပေတာကိုပြန်ပြီးတော့ play လုပ်ကြည့်မယ် Okay ဒီမျိုးရပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုပြန်ထောက်မယ်ထောက်ပြီး effect ကိုနှိပ်မယ်ဗီဒီယို effect ကိုနှိပ်မယ်ဒီမှာက glow ကိုရိုက်လိုက်မယ်ပေါ့နော်ဒီ glow effect လေးထည့်မယ် โอเคဒီမှာဒီ glow effect လေးထည့်လိုက်မယ်ပေါ့เนาะโอเคဒီ new solution တော့ရပါပြီအခုပြပြခဲ့တဲ့ text animation သုံးခုအကြောင်းကိုနားလည်မျိုးထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုထပ်ကြည့်လို့ရအောင် channel လေးကို subscribe လေးနဲ့ခဲ့ပြီးပို့ပြချင်ပါတယ်